နည်းနည်းလုံးမောက်ထည့်ပြီဒါ40တန်းအဲ့ပြောတော့ခောက်ဆွဲဆိုလေရွေးလို့ရတွေ့တူရဖက် အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ BDS အစိမ်းလိုင်း from phone station စုကိုပိ32လမ်းထဲမှာရှိတဲ့ဆိုင်သေးသေးလေးကိုခေါ်သွားပြပြလို့ပါဒီဆိုင်လေးကတော့တငယ်ချင်းညှို့လို့ blast ကသွားစားတာပေါ့နော်ဆိုင်လေးကတော့ကွီတီယိုဆိုင်လေးပဲပေါ့နော်ဒါပေမဲ့စက်သားတစ်မျိုးတည်းသာရပါတယ်စက်သားကိုတော့ခေါင်းစားရှည်ဆုံးကြိုက်နှစ်သက်ရာနဲ့ရွေးစားလို့ရတယ်ဇေနုံအဖြစ်ဆိုရင်တော့တပွဲကိုဘက်40ရာနေစပြီးတော့ဘက်90ထိရှိပါတယ်ခေါက်ဆွဲဘက်ကိုလည်းသူကရွေးချယ်စားလို့ရတယ်ပေါ့နော်ဆန်ပြားရတယ်ဂျုံခေါက်ဆွဲရတယ်ကြာဆန်ရတယ်ပြီးရင်ကွီတီယိုဖက်ရပါတယ်သူတို့ထည့်ပေးတဲ့ပိုးရှင် လေးတပွဲတပွဲကိုမနေမနော်ပဲတော်တော်လေးကိုလည်းများရပေါ့နော်ဘလက်ကလည်းအစမတိတော့နှစ်ပွဲမှာလိုက်တာပါချာဆန်တုတ်လေးရဲ့ပြီးလို့ရှိရင်ကွီတီကိုမှဂျုံခောက်ဆွဲလေးရဲ့နဲ့မှာလိုက်တာပါဆိုင်လေးကတော့မနက်၈နိုင်လောက်ဆိုရင်စဖွင့်ပါတယ်ညနေဆိုရင်တော့၃နိုင်၄နိုင်လောက်ဆိုရင်တော့ကုန်ပါပြီဆိုင်လေးစာကတော့ propose station နဲ့နေရပေါ့နော်စုကိုပိ32လမ်းနဲ့ကို5မိနစ်လောက်လမ်းလျှောက်လို့ရှိရင်တော့ဒီဆိုင်လေးကိုရောက်ပါပြီအရသာအတွက်ကိုတော့သူကချပေးထားရပေါ့နော်ဒီမှာငရုတ်သီးနဲ့ခြာလက်ကရေးစိတ်နာရလေးရဲ့မြူတီမုံရဲ့ငန်းမြရဲ့တကြားရဲ့ရှိပါတယ်နောက်ပြီးတော့လေသူကထိုင်းပင်စင်ရွက်ရဲ့ကျင်း င်းကားတီးရဲကိုလည်း free flow ရပေးထားပါဗါဒါကတော့ green tea လေးပဲပေါ့နော် green tea အေးအေးလေးကိုလည်းသူက free flow တောက်လို့ရပါတယ်ခင်ဗျာတငယ်ချင်းအထည့်ကနေညှုံးလို့ဆိုပြီးအာ black ကလာစားတာပါဆိုတော့ဒီရကြဆန်လေးဆိုတော့ဒါတပွဲကိုအများကြီးပဲကျော်အများကြီးပဲပါတယ်ဒါတပွဲကိုဘယ်လောက်အောင်မလို့လက်40ပဲကျပါတယ်ကျက်သားတစ်မျိုးတည်းရတာပါသူကတော့မသိဘူးနဲမယ်ထင်လို့လေနှစ်ပွဲမှချရတာကျက်သားလည်းများတယ်ကြာစံဖက်လည်းတော်တော်များတယ်ပေါ့နော်စကြပါ ကျက်သားကြခြေတောက်တွေပေါင်နေပြီးတော့ရှင်အသားတွေ ਨੇ ဟိုရွေးစားလို့ရပါဘောနော်။သူကတော့ပွဲရဘက်40ရာနေစပြီးတော့40 45 50 60အဲဝင်းကျင်အဲ့လိုမျိုးလေးရှိရပါဘောနော်။အရင်ညိုလေအတုပ်လေးကောင်းတယ်ဒီလား ကွစ်တီယိုပဲကြက်သားနဲ့ပဲပေါ့နော်ဒီခေါက်ဆွဲရကြတော့ခေါက်ဆွဲဆိုလည်းရွေးလို့ရကွစ်တီယိုအဖက်ဒါတော့ထိုင်းလို့ခေါ်ရတော့သူကဘာမီလို့ခေါ်တယ်ပေါ့နော်ဂျုံခေါက်ဆွဲပေါ့ပြင်းလဲကြာစံနဲ့လည်းရပါတယ်ဒါကြောင့်တပွဲကိုပတ်90ပါသူလည်းအများကြီးပဲอืมข้าวซวยเนี่ยนูญเย็นน่ะแหละ ွေကတော့ပင်စိမ်းလိုပဲခွာတော့မွေးရလေဖိုင်းပင်စိမ်းဖြစ်တယ်ပြီးတော့ဟိုကကြဲငါတိလက်ထားပြီးတာကြဲငါတိကကုံသွားရင်သူကမနေ့ခင်း၈နိုင်လောက်တည်းကဖွင့်တာအဲညနေဆိုရင်၃နိုင်လောက်ဆိုရင်တော့ကုံပြီလူကြီးထက်ကများဟွာဆက်တာသူရဲ့ကွိတိုအရေရတာကတော့ကြက်သားရဲ့အရှူရဲ့ပြီးရင်သူတို့ကတကြားထဲတာဖြစ်တဲ့တည်းကတကြားရတာအရှူရဲ့ဆိုတော့လေကိုယ့်ဘက်ကိုဆက်စားပူပြီးအစ်မြပါလိမ့်မယ်အတော့လေးကိုပုံကြိုက်တယ် ကာတန်တော့ရဲ့ပိုးရှင်ကပိုများနေတယ်လို့ပဲနည်းနည်းလုံးလုံးမောက်ထည့်ပြီးတော့40တန်းကလည်းပြောပြီးရည်ဒီမှာသူက free flow ဒါလေးလည်းတိုက်တယ်သူကတော့ဟိုဂျပန်ဆိုင်ဒီမှာတိုက်တဲ့အဲ green tea အေးအေးလေးပေါ့နော်အဲ့ပုံစံမျိုးလေးပဲဒါပေမဲ့အရသာတော့ဘာမှအရင်အရသာမရှိဘူးဒါပေမဲ့တော်တော်တောက်လို့ကောင်းတယ်ပေါ့နော်ဒါလေးက free flow တိုက်တယ် တော့အများစားတော့ပြန်ပြည့်ကြုံမားရလည်းအားပဲဒါတော့တငယ်ချင်းစားတဲ့ကွတီယိုပဲပေါ့နော်ဒါလည်းတပွဲကို40ပါဆိုင်လေးရကြတော့လေတနည်းနည်းတိုင်းပိတ်ပါတယ်အဲ့တော့လာမယ်ဆိုရင်တော့ bless လိမ့်စာလေးတော့တစ်ချက်အဒီ comment အောင်လေးမှာချပေးထားမယ်ပေါ့နော်ပြောမယ်ဆိုရင်တော့ဒါတငယ်ချင်းညှိုးလို့ကိုယ်လည်းစားခြင်းလို့ပြန်ပြီးတော့အားလုံးစားလို့ရအောင်ပြန်ပြီးဝင်ပြပေးရပါ တကယ်ကိုလည်းတန်တယ်လက်ရလေးကလည်းမစိုးဘူးပေါ့နော်ကိုပေးရတဲ့ဈေးနဲ့ဝဝလင်လင်လေးစားရတယ်အဲနောက်တစ်ခုကကျတော့တိုင်လေးကတော့သေးပဲပေါ့နော်သေးရဲဆိုတော့လူများလို့ရှိရင်နည်းနည်းတော့စောင့်ရတယ်တင်တယ်သူတို့ခုံလေးကဘေးဒီ street food လမ်းလေးမှာခင်းတာဆိုတော့လေအဲမှာ blazer ဆက်စားလိုက်မယ်တော်တော်တော့ကုန်ပါတယ်ဒီမှာမနေ့ကိုစားလိုက်ရတယ်ပေါ့နော်ဆိုတော့ blazer ပြော့လေးကဒီမှာပဲဆုံးသက်ပါမယ်ကြီးကြီးသူအားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ပြီးမှပြန်တွေ့ပါမယ်နော်တတ